40ဒီဂရီထိဖျားနေတဲ့ဒီကောင်မလေးကိုအဖျားကြောက်အောင်ဆိုပြီးတော့လင်မယားနှစ်ယောက်ကရေခဲရေတွေကိုထည့်လိုက်ကြပါရီ။ကောင်မလေးကတော့ချက်ချင်းကိုကြောက်လန့်ပြီးတော့အဟင့်ငိုယိုနေခဲ့ပါရီ။ပူဆိုရကတော့အဲ့ဒီအချိန်မှာကောင်မလေးရဲ့လေကြောင်းထဲမှာတလေခဲကြီးတစ်ခုကပိတ်ဆို့နေခဲ့တာပါ။တမီလီရဲ့အသက်အန္တရာယ်ကကြိုးတန်းလန်းလျှောက်တယ်လို့ဖြစ်နေတာကိုမြင်တော့အဖေကကဲဖို့သွားမယ့်အစားမျက်နှာကပိုပြီးတော့ရေဆက်တဲ့ပုံပေါ်လာနေခဲ့ပါရီ။တမီလီကိုရေခဲရေတွေကိုအတင်းဖိနှိပ်နေလိုက်ခဲ့ပါရီ။ ဇနီးဖြစ်တဲ့သူကခင်မိုးကိုတားချင်ပေမဲ့လို့သူကတော့ဂယူမဆိုင်တဲ့အပြင်တစ်ဖက်ကိုပါတွန်းထုတ်လိုက်ပါရင်ဒီလိုနဲ့ပဲနိုင်ပေါင်းများစွာရေထဲမှာနှစ်ပြီးသွားတဲ့နောက်မှာတော့ရေကန်တဲကတမီလေးဟာလှုပ်ရှားမှုမရှိတော့ပါဘူးသူတို့ဟာတကယ်တော့ကောင်မလီရဲ့မိဘအရင်တွေမဟုတ်ကြပါဘူးဂျူနီတရိတ်ဆန်မျိုးရိုးဗီဇတွေကိုအသုံးပြုထားတဲ့မျိုးဆက်တော်ဝါတကောင်ပါမွေးဖွားလာကြတဲ့ကရင်းနှီးတဲ့ကုန်းတွေတတော်ဝါနှမျိုးစလုံးရဲ့ကိုအင်ကားတွေရှိနေကြပါပြီ။အဖေလုတဲ့သူကလည်းကောင်မလေးကိုတကယ်တည်းနှစ်သက်ချင်းကြတာမဟုတ်ပါဘူး။ရှင်ရဲမအသက်ရှင်နိုင်တဲ့စွမ်းရည်ကိုထုတ်ဖော်နိုင်ဖို့အတွက်လှုံ့ဆော်ပေးခြင်းကြတာပါ။ ဒါလည်းသူတို့နှစ်ပေါင်းများစွာသူ့ရည်တနာလုပ်ခဲ့တဲ့ရလက်ဖြစ်တဲ့အတွက်ဘလို့လုပ်ပြီးတော့တပ်ပြစ်ရနိုင်ပါလိမ့်။ဒါပေမဲ့လို့သူတို့မသိတာတကူကတော့သူတို့ကယူဒီဇိုင်းတွေကိုပြုစုပြောထောင်ထားတဲ့ဒီထူးဆန်းတဲ့တမီလီဟာမကြခင်မှာပဲသူတို့ရဲ့ဖယ်ရှားလို့မရနိုင်တဲ့အိမ်မက်ဆိုးတစ်ခုကိုဖြစ်လာပါတော့တယ်။တမီလီရဲ့ကြီးထွားမှုကတော့အန်အောင်စရာကောင်းလောက်အောင်ကိုမြန်ဆန်ပြီးတော့ရန်အနေငယ်အတွင်းမှာပဲတောင်တင်းတဲ့အပြူရဲကောင်းမလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူတို့ကတော့သူ့ကိုမြန်နိုးလို့နာမည်ပေးခဲ့ပါတယ်။ရှေ့တွေ့ကြလာတဲ့အခါမှာမြန်နိုးဟာလည်းအရွယ်ရောက်လာခဲ့ပြီးတော့ပုံမှန်ကောင်မလေးတွေလိုပဲအလားအပါကိုစတင်ခန်းစားလာခဲ့ပါတယ်။မြန်နိုးရဲ့ခန္ဓာကိုယ်ပုံစံတွေကတော့ကြောက်စရာကောင်းနေတဲ့အတွက်အနီးအနားကလူတွေကိုမကြောက်ရအောင်လို့ဇနီးမောင်နဲ့နှစ်ယောက်ဟာမြန်နိုးကိုကိုယ်တော်ထဲမှာပဲပိတ်လောင်ထားခဲ့ကြပါတယ်။အပြင်ကိုဘယ်တော့မှပြေးမသွားခဲ့ပါဘူး။ဒါပေမဲ့လူစေကျော်တဲ့အရွယ်ရောက်လာတဲ့အခါမှာမြန်နိုးဟာလေပုံကန်ချင်းစိတ်တွေကပေါ်ပေါက်လာခဲ့ပါတယ်။သူစိတ်ညစ်ညူးနေတဲ့အခါတွေမှာဇပွဲပေါ်မှာစာလုံးတွေကိုဆက်ပြီးတော့အပြင်ကိုထွက်ချင်တယ်လို့စာလုံးပေါက်ခဲ့ပါတယ်။ ဒါပေမဲ့လူစုမြတ်ကတော့အပြင်းထန်ကိုကန့်ကွက်ခဲ့ပါပြီ။မြန်တို့ဒေါသထွက်ပြီးတော့စပွဲကိုမှောက်ချလိုက်ပါပြီ။အင်းတွေကအုပ်ခွက်ပကံတွေကိုပါပြစ်ပေါက်ပြီးတော့သူ့ရဲ့ခန်းစားချက်တွေကိုထုတ်ပေါ်ပြောဆိုခဲ့ပါပြီ။ပြီးတော့သူတို့နှစ်ယောက်ကသတိမထားမိတဲ့အချိန်မှာပဲပဒင်းပေါက်မှန်ကိုခြေထောက်နဲ့ကန့်ပြီးတော့ထွက်ပြေးခဲ့ပါပြီ။ဒီမျိုးမျိုးကိုမြင်လိုက်တဲ့အခါမှာဇနီးမောင်နဲ့နှစ်ယောက်ဟာလည်းလှေကားထောင်ပြီးတော့အမှုဘော့ကိုတက်ခဲ့ကြပါပြီ။အမှုဘော့မှာမြန်တို့ဟာလည်းအပြင်ဘက်ကကဘာကြီးကိုငြိမ်သက်စွာခန်းစားနေတာကိုတွေ့လိုက်ရပါပြီ။ယုတ်တည်းဆိုသလိုမြန်နိုးရဲ့ခြေထောက်ကလည်းခြေချော်သွားခဲ့ပြီးတော့အဖြစ်အဆိုးတစ်ခုဖြစ်တော့မယ်လို့ထင်ခဲ့ကြပေမဲ့နောက်ထပ်တစ်ဆက်ကမှပဲသူတို့နှစ်ယောက်ဟာ င်တို့ဟာလည်းကောရည်လီတုံးမျိုးစလုံးမှာနေနိုင်တဲ့တရဝဖြစ်တယ်ဆိုတာသဘောပေါက်သွားခဲ့ကြပါပြီ။မင်တို့ရဲ့အအောင်ပွဲရဲ့စွမ်းရည်ကိုမြင်ပြီးသားတဲ့နောက်မှာတော့စုမြတ်ကသူ့ကိုအဖိုးတန်ယတနာတစ်ခုလိုမျိုးသဘောထားလာခဲ့ကြပါပြီ။ နေတိုင်းကိုသူ့ကိုယ်ကယူတဆိုင်ကိုပြုစုပေးပြီးတော့လှပတဲ့ကောင်းမလေးတယောက်ဖြစ်အောင်လို့ကိုအလှပြင်ပေးခဲ့ပါတယ်။အဲဒီအချိန်မှာပဲဆူမြတ်ကတော့မြန်နိုရဲ့ဗီဒီယိုထဲမှပုံတွေအများကြီးဖွက်ထားတာကိုရုတ်တရက်ဆိုသလိုတွေ့လိုက်ရပါတယ်။ပုံတွေပေါ်မှာကတော့သူ့ရဲ့ခင်မုန်းဖြစ်သူကောင်းမြတ်ပုံကြီးပဲဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့လည်းမြန်နိုကတော့ချက်ချင်းဆိုသလိုပဲခေါင်းကိုလှည့်ပြီးတော့ရှက်တဲ့အမူအရာကိုပြသခဲ့ပါတယ်။ဆူမြတ်ကတော့သူ့ပုံဘာလို့မပါလဲဆိုတာကိုသိကျင်နေတော့မှပဲမြန်နိုကတော့ပုံတွေကိုလှမ်းယူဆွဲလိုက်ကောင်းမင်းနဲ့တစ်ခုလုံးနေရပြီးတော့တောက်တဲ့တနေရာမှာပုံောက်နေရာကိုတွေ့နေရပါတယ်။အဲ့ဒီခါမှာဆူမြတ်ကလည်းတစ်ခုခုတော့မားနေပြီဆိုတာကိုသိလိုက်ရပါတယ်။ မြန်တို့ကတော့ကောင်းမြတ်ကိုကြိတ်ကြိုက်နေတာပါဒါကြောင့်မလို့ကောင်းမြတ်နဲ့ခဝဝေးနေဖို့ကိုတတိပေးခဲ့ပါပြီပြည်ထောင်ပေးတဲ့အနေနဲ့သူ့ရဲ့ကြောင်ကိုတော့မှတိမ်သွားခဲ့ပါပြီဒီဖြစ်ကြောင့်ပဲမြန်တို့ကတော့ပြိုလဲသွားပါပြီညမရောက်တဲ့အခါမှာကောင်းမြတ်ကအလုံးကနေပြန်လာခဲ့ပြီးတော့စုမြဲအိပ်ပျော်နေတာကိုတွေ့လိုက်ရပါတယ်သူ့မှာလုံးဆရာမရှိတာနဲ့ကိုရောင်လေးကိုသွားတော့စိတ်တဲ့ကျနေတဲ့မြန်တို့ကိုတွေ့လိုက်ရပါတယ်သူ့ကိုပြောင်းရှင်းအောင်လုပ်ပေးဖို့ကောင်းမြတ်ဟာလည်းတရှင်းဖွင့်ပြီးတော့အတူတူကားဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒီမြင်ကွင်းကိုမြင်တော့မြန်တို့ကလည်းစိတ်တက်ကြနေတာတွေပျောက်ပြီးတော့ကောင်းမြတ်နဲ့အတူလက်ချင်းတွဲပြီးတော့ကားခေကြပါတယ်။ကားနေရင်းနဲ့ပဲသူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်တွေဟာအလိုလိုနီးကပ်လာခဲ့ပါတယ်။ ဖြူခွေးနေတဲ့မြန်နိုးကိုကြည့်ပြီးတော့ကောင်းမြတ်စိတ်ထဲမှာယုတ်တရက်ကိုလမ်းပြောက်သွားကြရပါတယ်။အထူးသဖြင့်ကတော့မြန်နိုးရဲ့လှပတဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါမှာသူ့ရဲ့စိတ်ထဲမှာမကောင်းတဲ့အတွေးတွေကပေါ်ပေါက်လာခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲရေကြီးတဲ့အချိန်မှာသူ့ကိုယ်သူထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒီတော့မှအဖြစ်ဆိုကားနေကိုဖြစ်မလာခဲ့တာပါ။အခန်းထဲကိုပြောင်းတဲ့အခါမှာကောင်းမြတ်ကတော့ဆုမြတ်ကိုမြန်နိုးကိုဂီယူတဆိုင်ကိုဆက်ဆံတင်တယ်လို့ပြောခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူကသူ့ကိုဂီယူတဆိုင်ဖန်တီးပေးခဲ့တဲ့စမ်းသက်ပစ္စည်းဖြစ်ပြီးတော့ကိုယ့်ရဲ့ကလေးအရင်းလိုမျိုးသဘောထားတင်တယ်လို့ပြောပါတယ်။နောက်ပြီးတော့နောက်တစ်ချိန်မှာကုမ္ပဏီကိုပြန်အပ်ရမယ်လို့လည်းပြောခဲ့ပါတယ်။ ဒီစကားကိုကြားပြီးသွားတဲ့နောက်ဆွေမျက်ကလည်းသူ့လုံခဲ့တာတွေကအရန်ကိုမှပြင်းထန်သွားခဲ့ပြီလို့ကိုခန့်စားခဲ့ရပါတယ်။နောက်ထပ်တစ်ရက်မှာမြန်နိုးနဲ့သူ့ရဲ့ဆက်ဆံရေးကိုပြန်လည်ကောင်းမွန်အောင်လုပ်ဖို့အတွက်ကြောင်လေးကိုမြန်နိုးစီကိုပြန်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါလေးသူ့ရဲ့ခွင့်လွှတ်မှုကိုရနိုင်လိမ့်မယ်လို့မျှော်လင့်ခဲ့တာပါ။ တပည့်လို့အဲ့ဒီအချိန်မှာပဲမြန်တို့ရဲ့စိတ်နေသဘောထားကအကြီးအကျယ်ကိုပြောင်းလဲသွားခဲ့ပြီဆိုတာကိုသူကတော့မသိခဲ့ပါဘူး။နောက်ထပ်တစ်ဆက်ကမှာပဲမြန်တို့ကတော့သူ့ရဲ့အမိနဲ့ကြောင်လေးကိုထိုးတက်ပြစ်လိုက်ပြီးတော့စုမြက်ကိုရန်လိုတဲ့အကြီးနဲ့ကိုကြီးနေခဲ့ပါရင်အဲ့ဒီအခါမှာအမိဖြစ်တဲ့သူကလည်းသူ့ကိုတစ်ချက်ကိုရိုက်လိုက်ပါရင်ကံကောင်းစားနဲ့ပဲသူကတော့တပ်ဖို့အထိကိုရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။အမိရဲ့လက်ပင်ကနေကိုဆွဲကြိုးကိုပါယူသွားခဲ့ပါရင်သူတကားကိုဖွင့်ပြီးတော့လွမြောက်ဖို့ကိုပြင်ဆင်နေတဲ့အချိန်မှာစုမြက်ကတော့နောက်ကနေသူ့ကိုရိုက်ပြီးတော့ဒိလစ်သွားအောင်ကိုလှုပ်လိုက်ပါရင် မြန်မာရဲ့ခြံထက်တဲ့အမေကလူတွေကိုအန္တရာယ်ဖြစ်စေမှာစိုးရိမ်နေတဲ့အတွက်စူမြကတော့သူ့ရဲ့ခြေထောက်လေးဘက်စလုံးကိုကျိုးနဲ့တင်တင်ဆွဲကြည့်လိုက်ပါတယ်။ပြီးတော့မြန်မာရဲ့အဝတ်တွေကိုဖျက်လိုက်ပြီးတော့အမေမသိအရေးတစ်ခုကိုထိုးသွင်းလိုက်ပါတယ်။အဲဒီနောက်မှာဆွမ်းတော်ပြင်ဓာတ်နဲ့မြန်မာရဲ့အမေကိုအတင်းကိုမှဖျက်ချပစ်လိုက်ပါတယ်။တပွဲလေးစူမြကတော့သူ့ရဲ့ဒဏ်ရာတွေကိုစီးနေတဲ့အချိန်မှာပဲခင်မုန်းဖြစ်သူကောင်းမြတ်ဟာအင်ကိုအချိန်ကိုက်ကိုမှပြန်ရောက်လာခဲ့ပါတယ်။ကြည်ရတာတနာစီရကောင်းတဲ့မြန်မာကိုမြင်လိုက်ရတဲ့အခါမှာကောင်းမြတ်ရဲ့မလုံးနဲ့မှဝမ်းနဲ့မှုတွေအပြည့်ကိုဖြစ်နေခဲ့ပါတယ်။ သူမှလည်းချက်ချင်းဆိုသလိုပဲဂျိုးတွေကိုဖြည့်ပေးခဲ့ပါတယ်။အဲဒီအခါမှာဆွန်တော့ဖြင့်မြန်နိုးကတော့ဒီအခွင့်အရေးကိုယူပြီးတော့ကောင်းမြတ်ကိုဖတ်လိုက်ပြီးအာဘာဒီယာကိုမှကန်လိုက်ပါတော့တယ်။ကောင်းမြတ်ကလည်းကြောက်လန့်တရားနဲ့သူ့ကိုတွန်းထုတ်လိုက်ပြီးတော့ဒီလိုလောက်တာကမှားနေလို့ကိုဆုံးမခဲ့ပါတယ်။ဒါပေမဲ့လို့ကောင်းမြတ်ကတော့သွေးဆောင်မှုအပြင်နဲ့လှနေတဲ့မြန်နိုးကိုကြည့်ပြီးတော့စိတ်ထဲမှာမကောင်းတဲ့အတွေးတွေပေါ်လာခဲ့ပါတယ်။ဆူမြတ်အိမ်မှာမရှိတဲ့အချိန်မှာတော့သူတို့နှစ်ယောက်ဟာလည်းမကောင်းတဲ့ကိစ္စတစ်ခုကိုလုပ်ခဲ့ကြပါတယ်။ ဒီမိမွေးကိုအိမ်ပြန်လာတဲ့ဆွေမြတ်ကတော့အချိန်ကြိုက်ကိုမြင်လိုက်ရတဲ့အခါမှာသူ့ရဲ့ယုံကြည်မှုတွေအလုံးကပြိုလဲသွားခဲ့ပါပြီ။အရန်ကမှစိတ်ပြတ်သွားတဲ့သူကအိမ်ပြင်ကိုပြေးထွက်သွားခဲ့ပါပြီ။ကောင်းမြတ်ကလည်းချက်ချင်းပဲလိုက်ရှာပြီးတော့ရှင်းပြခဲ့ပါပြီ။ဒါပေမဲ့လည်းဆွေမြတ်ကတော့သူ့စကားတွေကိုလုံးဝကိုမမယုံကြည်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ပြန်တကယ်အဖြစ်ပြက်ကသူ့ရဲ့မျက်စိရှိမှာပဲဖြစ်ပြနေတာပါ။ဇနီးတဲ့ရဲ့ခွင့်လွှတ်မှုကိုရရှိဖို့အတွက်ကောင်းမြတ်ကတော့အရှက်မရှိဆွေမြတ်ကိုပြန်ပြီးတော့လိုက်ရှာခဲ့ပါပြီ။ဒါပေမဲ့လို့ဒီအပြုတ်မှုကဆွေမြတ်ကိုပို့ပြီးတော့ဆက်ဆုပ်စေခဲ့ပါပြီ။ကောင်းမြတ်ဟာလူချင်းဝက်တရားကိုကျော်လွန်ပြီးသွားပြီဆိုပြီးတော့သူခံစားနေရပါပြီ။ ဒါပေမဲ့လို့ကောင်းမြတ်ကတော့ဒီအဖြစ်ဆိုးတွေအလုံးရဲ့တရားခံဟာလူလည်းမဟုတ်နတ်ဆိုးလည်းမဟုတ်တဲ့မြင်လို့ကြောင့်ဖြစ်တယ်လို့ကိုယူဆနေပါတယ်ဒီလိုတရားမျိုးကိုဖန်နေခဲ့တာမဖြစ်သင့်ဘူးလို့သူခန့်စားခဲ့ရပါတယ်ဆူလက်ကလည်းသူ့ရဲ့စကားတွေကိုနားထောင်ပြီးတော့နောက်တိုင်းရရှိသွားခဲ့ရပါတယ်သူတို့နှစ်ယောက်ကတော့တိုင်ပင်ပြီးသွားတဲ့နောက်မှာမြန်လို့ကိုပြန်သွားရှင်းပြဖို့ကိုဆုံးဖြတ်ခဲ့ပါတယ်ဒါမှပဲဒီဆက်ဆုပ်ပွဲရာကောင်းတဲ့စမ်းသပ်မှုကိုအဆုံးတတ်နိုင်ပါပါဒါပေမဲ့လို့သူတို့နှစ်ယောက်ကိုရောင်းထဲကိုပြန်ရောက်ပြီးတော့အလုဆားလုပ်ဖို့ကိုပြင်ဆင်နေတဲ့အချိန်မှာမြင်းတို့ဟာလည်းဘာကြောင့်မန်းကိုမတီးသေးဆုံးနေတာကိုတွေ့လိုက်ရပါပြီ။အဲ့ဒီကြားထဲမှာဘာရီများဖြစ်နေသွားသလဲဆိုတော့ကိုတို့မတီးကြပါဘူး။ ။ဗမေလူသူတို့ဇနီးမောင်နဲ့နှစ်ယောက်ဟာမြန်နိုးကိုမြေကြီးထဲမှာမြှုပ်လိုက်ပြီးတော့သူ့ရဲ့ပစ္စည်းတွေကိုမိရှုပ်ပစ်ခဲ့ကြပါတယ်။ဗမေလူစုမြတ်ဝယ်စားတွေတင်ဆက်ထားတဲ့အချိန်မှာမြန်နိုးမကြခင်ကမှသူ့ရဲ့ပုံတွေအများကြီးကိုထတ်ဆွဲထားတာကိုဂျူဒီယက်ဆိုလိုတွေ့လိုက်ရပါတယ်။သူကလည်းနားမလည်ခဲ့ပေမဲ့လို့တိတ်တော့စဉ်းစားမနေတော့ပါဘူး။ဒီကိစ္စရဲ့အဆုံးတက်ပြီလို့ထင်ခဲ့ကြပေမဲ့အဲ့ဒီအချိန်မှာပဲကုမ္ပဏီပိုင်ရှင်ကသူတို့အိမ်ကိုရောက်လာပြီးတော့စမ်းတက်မှုရဲ့ရလဒ်တွေကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့စမ်းတက်ပစ္စည်းဖြစ်တဲ့မြန်နိုးကတေဆုံသွားခဲ့ပြီဖြစ်တဲ့အတွက်သူတို့ဘယ်လိုမျိုးလုပ်ပြီးတော့ပေးနိုင်တော့မှာလဲ နေပေါ်နေကြတဲ့သူတို့နှစ်ယောက်ဟာလည်းအနီးအနားကတိတိဆိတ်ကိုချင်းကပ်လာနေတဲ့အန်ရီကိုလုံးဝကိုမှသတိမထားမိခဲ့ကြပါဘူး။ဂျိုလီရဲ့နောက်ထပ်တစ်စက္ကန့်မျက်စိတမိတ်အတွင်းမှာပဲသူတို့ရဲ့တထေကမိမျိုးပေါ်မှာကြောင်းဝက်ဖွဲ့ရာကောင်းစွာကိုတည်ဆုံသွားခဲ့ပါပြီ။သူတို့ကိုပို့ပြီးတော့ထိတ်လန့်သွားစေတာကတော့မိမျိုးထားတယ်လို့ထင်ခဲ့တဲ့မျက်နှာဟာမတည်သေးပဲနဲ့ပို့ပြီးတော့ကြောင်းဝက်ဖွဲ့ရာကောင်းတဲ့အထီးပြည့်တဲ့ပုံတံတန်ကိုပြောင်းသွားခဲ့တာဖြစ်ပါပြီ။ပြီးတော့သူရဲ့တထေကိုတတ်ခဲ့တဲ့သူဟာလည်းမျက်နှာပါပြီ။ ဒီကောင်ကအဖိုးရောအမားပါနှစ်မျိုးဆက်ဖြစ်နေပုံကိုရပါရင်ဒါကြောင့်မလို့သူတို့တွေကလည်းကြောက်လန့်ပြီးတော့နောက်ကိုဆုတ်သွားခဲ့ကြပါရင်ဒါပေမဲ့အထီးအဖြစ်ကိုပြောင်းသွားတဲ့ဒီတာရဲ့ကောင်ဟာအလွန်ကိုမှကြမ်းတမ်းလာခဲ့ပါရင်ဒေါက်တာတစ်ဆက်ကမှပဲသူဟာလည်းအဖက်ဝင်တယောက်ကိုဖမ်းသွားခဲ့ပါရင်ဒီနေဝင်ကိုမြင်လိုက်ရတော့သူတို့နှစ်ယောက်ဟာလည်းတာရဲ့ကောင်ရဲ့နောက်ကိုချက်ချင်းကိုမှလိုက်ခဲ့ကြပါရင်ဒါပေမဲ့လို့အလော်တကြီးနဲ့ကိုပြင်းနေရင်လည်းကောင်မြတ်ရဲ့ဒမီဟာမတော်တဆဆုတလို့ရေထဲကိုပြုတ်ကျသွားခဲ့ပါရင်သူကတော့ကောက်ဖို့စူးစမ်းနေတဲ့အချိန်မှာပဲရေထဲကနေကိုထိုးဆန်းတဲ့အင်အားတစုကထွက်လာပြီးတော့သူ့ကိုလည်းရေထဲကိုဆွဲချသွားခဲ့ပါရင် ။ဆူမြက်ကကောင်းမြတ်တစ်ခုခုဖြစ်ပြီလို့ထင်နေတဲ့အချိန်မှာကောင်းမြတ်ဟာလည်းအာအတင်းစရာကောင်းလာအောင်ကိုရေပေါ်ကိုပြန်ပြီးတော့တက်လာခဲ့ပါရင်ဒဗလူသူ့ရဲ့ခန္ဓာကိုယ်ကအာရုံတွေကိုပုံခန်းနေပြီးတော့အလိုကမှအားနေနေခဲ့ပါရင်ဆူမြက်ပါလို့ရမှမသိကိုဖြစ်နေတော့မှပဲနောက်ထပ်တစ်ဆက်ကတ်မှာတားရဲကောင်ဟာလည်းရေတဲကနေကိုပေါ်လာခဲ့ပါရင်ရှိမှရှိနေတဲ့ဆဆုပ်ပွေရာကောင်းပြီးတော့ရက်ဆက်တဲ့တားရဲကောင်ကိုကြည့်ပြီးတော့ဆူမြက်ဟာလည်းချက်ချင်းပဲအသက်လှုပ်ပြီးတော့ထွက်ပြေးခဲ့ရပါတယ်။အကြီးပေါ်ချင်းတွေမှာသူကလည်းခြုံမိုးတစ်ခုတည်းကိုပေါင်းအောင်နေခဲ့ပါတယ်။ဒါပေမဲ့လို့ဒီတားရဲကောင်ကအစွမ်းထက်ပြီးတော့သူနဲ့တူတူပေါင်းနေကစားဖို့ကိုလုပ်ခဲ့ပါတယ်။ ကြောက်လန့်နေတဲ့စုမြတ်ဟာလည်းဆက်ပြီးတော့ထွက်ပြေးခဲ့ရပြန်ပါတယ်။ဒါပေမဲ့အလော်တကြီးနဲ့ပြင်းရင်းနဲ့ပဲသူဟာလည်းတစ်ပင်ကြီးတစ်ပင်ကိုမတော်တဆဆိုသလိုတိုက်မိပြီးတော့မြေမျက်ပေါ်ကိုလဲကျသွားခဲ့ရပါတယ်။ဒီအခွင့်ရေးကိုယူပြီးတော့တားရဲကောင်ကလည်းစုမြတ်ရဲ့ကိုဘော်ကိုခွာထိုင်လိုက်ပါတယ်။ပြီးတော့နောက်မှာတော့သူ့ကိုသူ့ရဲ့နှကောင်းထဲကိုမှနှမ်းရှုပ်ကြည့်ခဲ့ပါတယ်။နောက်တော့စုမြတ်ရဲ့စားဝတ်အနွေးတွေကိုခွာပြစ်လိုက်ပါတယ်။ငင်ပါလို့မလို့လေ။မင်းကိုတိမ့်ပိုက်မယ်။အဲဒီအချိန်မှာပဲအကူကြီးတောင်းတန့်ကိုကြားလိုက်ရတဲ့ကောင်းမြတ်ဟာလည်းအားအသင့်ပေါ်ရာကိုနှိုးထလာခဲ့ပါတယ်။ သူဟာလည်းတကိုင်းတကိုင်းနဲ့တာရဲရဲခန္ဓာကိုယ်ကိုထိုးဖောက်ပြလိုက်ပါပြီ။ဒီတာရဲကောင်ဟာလည်းရက်ဆက်တဲ့ကောင်ဖြစ်ပါပြီ။သူကတော့တတိုင်းကိုအတင်းဆွဲထုတ်လိုက်ပြီးတော့ကောင်းမြတ်တုတ်ပြန်ဖို့အချိန်မရခင်ပါပဲ။သူ့ကိုတိုက်ခိုက်ပြီးတော့လဲကျသွားစေခဲ့ပါပြီ။သူဟာလည်းကောင်းမြတ်ကိုတတ်ဖို့ကိုကြံရနေတဲ့အချိန်မှာဆူမြတ်ကတော့ကြောက်တုံးတဲ့ကောင်မှာယုတ်တိရက်ကိုပြစ်ပေါက်လိုက်ပါပြီ။ ဒါပေမဲ့လို့ဒီအဖိုးတန်တဲ့စံသက်ပစ္စည်းကိုကြည့်ပြီးတော့စွမျက်ဟာလည်းတနာစိတ်ဝင်လာပြီးတော့မတက်ပြေရခဲ့ပါဘူး။နောက်ထပ်တစ်စက္ကန့်မှာပဲတားရဲကောင်ကအစိမ့်ဆူးနဲ့ကောင်မှကောင်းမြတ်ကိုထိုးပြီးတော့တက်ပြစ်လိုက်ပါတယ်။ချီရတဲ့ခင်မုန်တေဆုံးသွားတာကိုမြင်လိုက်ရတော့မျက်နှာဟာလည်းမတက်တာပဲနဲ့တပ်ဖို့ကိုဆုံးဖြတ်လိုက်ပြီးတော့ဒီတားရဲကောင်ကိုကဘာပေါ်ကနေကိုလုံးဝဖယ်ရှားပစ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲကြေကွဲစရာဖြစ်ပျက်ပြီးဆုံးသွားပြီးလို့ထင်ခဲ့ပေမဲ့တိတ်မကြခင်မှာပဲစွမျက်ဟာလည်းသူ့ရဲ့ဘိုက်ကဖောင်းလာတာကိုဝမ်းနဲ့ပွေရတွေ့ရှိခဲ့ရပါတယ်။ သူဟာလဲတာရဲကောင်ရဲ့ကလေးကိုကိုဝင်ရရှိသွားခဲ့ပါပြီ။အချိန်တော်တန်ကြောင်ကိုစဉ်းစားပြီးတော့တဲ့နောက်မှာသူဟာလဲဝမ်းရဲကတာရဲလေးကိုဝေးဖို့ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဘာလို့လဲဆိုတော့ဖြင့်ခင်မုံဖြစ်တဲ့သူဟာလည်းအသက်ရှိစဉ်ကတည်းကမျိုးရိုးဗီဇပြန်လည်ပေါင်းဆက်ခြင်းလှုပ်ဝှက်ချက်ကိုဖန်တီးဖို့အမြဲတမ်းကိုမှအလိုရှိနေခဲ့တာကိုသူကတော့သိနေခဲ့ပါပြီ။ဒါကြောင့်မလို့သူဟာဆိုတော့ဖြင့်သူ့ရဲ့သားရဲ့ကလေးကိုမွေးဖွားပြီးတော့တိတ်ပန်ဆိုင်ရာသူ့ရဲ့ဒနာအတွက်ကိုအသုံးပြုဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါပြီ။မကြာခင်မှာဆိုတော့ဖြင့်လုံဝကူမှအသည့်ဖြစ်တဲ့သားရဲ့တကောင်ကပေါ်ထွက်လာတော့မှဖြစ်ပြီးတော့ဇလန်လေးကလည်းဒီနေရာမှာရင်ကိုအဆုံးသတ်သွားခဲ့ရပါပြီ။အဆုံးထိလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။